ုံတရံထူးခြားတဲ့ဒီလက်နက်ကိုဝူလင်စွမ်းအားရှင်မီလီယံတစိ့ဆိုပြီးတော့ခေါ်ကြပါတယ်ဒီမီလီယံတစိ့ကအလွန်အမင်းပြင်းထန်ပြီးတော့ဘသူကမှချိုးဖြတ်မရနိုင်တဲ့အစွမ်းထက်လက်နက်တစ်ခုဖြစ်ပါတယ်သူမှာမီလီယံနဲ့ဖျားပညာပါဝင်နေဆိုပြီးတော့ကောလာဟာလာတွေရှိကြပါတယ်ဒီပညာကိုတက်မြောက်တဲ့သူတိုင်းကတိုင်းလောကကိုစိုးမိုးနိုင်မှာဖြစ်ပါတယ်တိုင်းလောကကလူများမသိတာကတော့အဲ့ဒီမီလီယံတစိ့ကရင်နဲ့ရံဆိုပြီးတော့အပိုင်းနှစ်ပိုင်းနဲ့ဖွဲ့စည်းထားတာပါအနီရောင်ကရံဖြစ်ပြီးတော့အပြာရောင်ကရင်ဖြစ်ပါတယ် သူတို့ကိုခွဲထားပြီးတော့လဲရသလိုပေါင်းဆက်လို့လည်းရပါတယ်ဒီဒစိမ့်နှစ်ခုကိုပေါင်းဆက်လိုက်ရင်ကောင်းခင်ဓာတ်နဲ့ငကားဓာတ်ထက်တောင်ပို့ပြီးတော့မာကျောတယ်လို့ဆိုကြပါတယ်တစ်ချိန်တည်းမှာပဲတိုင်းလောကမှာအလွန်ဆိုးရွားပြီးတော့အစိတ်ပြင်းတဲ့တိုင်းပညာတစ်ခုလည်းရှိနေပါတယ်အဲ့ဒါကိုမီးတော့အယိုးဆွေးပညာဆိုပြီးခေါ်ပါတယ်သူ့ကိုဘီလင်ကြီးနှစ်ဦးကပူပေါင်းပြီးတော့လေ့ကျင့်ထားတာပါဒီပညာနဲ့အထိုးခံလိုက်ရတဲ့သူတိုင်းမီးတော့များမီးတော့များနဲ့လောင်ကျွမ်းပြည့်စည်သွားမှာဖြစ်ပါတယ်သူ့ရဲ့နောက်ဆုံးထုံးတမ်းစင်လာကပို့ပြီးတော့တောင်းအဖြတ်ဆွမ်းအားကြီးပါတယ် ဒါကြောင့်အဲ့ဒီနှစ်ခုတွေ့ဆုံတဲ့အခါမှာဘယ်တိုင်းပညာကအနိုင်ရမှာလဲသူရဲကောင်းရှင်နေသူစနီးတို့ကသူတို့ရဲ့အမွှာကလေးငယ်နှစ်ဦးကိုပွေ့ချီပြီးတော့ထွက်ပြေးနေရပါတယ်သူတို့ကိုဂိုင်းကြီးခုနှစ်ခိုင်းကလိုက်လံဖမ်းဆီးနေတာပါအကြောင်းရင်းကတော့သူရဲကောင်းရှင်ကဝူလင်ဆွမ်းအားရှင်မီလီယံတစိ့ရဲ့မြို့ဝက်မြေပုံကိုရရှိထားတဲ့အတွက်ကြောင့်မလို့ပါတိုင်လောကမှာအဲ့ဒီတစိ့ကိုပိုင်ဆိုင်တဲ့သူကတိုင်လောကကိုအုပ်ဆိုးနိုင်တယ်ဆိုပြီးတော့ကောလာဟာလာရှိပါတယ်လိုက်လံတဲ့သူတွေထဲမှာတိုင်လောကရဲ့မဟာမိတ်ခေါင်းဆောင်ဖြစ်တဲ့ဘွားတော်ကျင်းရင်ကဥဆောင်ပါတယ် ူရဲကောင်းရင်ရဲ့ဇနီးရှောင်ဖူးကမူလာကဘွားတော်ကျင်းရင်ရဲ့တပည့်ဖြစ်ခဲ့ပါတယ်။သူမရဲ့မျက်ရည်စက်လက်တောင်းပန်မှုများကအဖွားကျင်းရင်ကိုလုံးဝမထိရောက်စေပါဘူး။အသက်ဘေးကြုံလာတဲ့အခါမှာရှောင်ဖူးကသူတို့ရဲ့အသက်ကိုကယ်ဆယ်ဖို့အတွက်တစိမ့်ဝတ်ထားတဲ့နေရာကိုခင်မုန်းတဲ့ကိုထုတ်ဖို့ပြောကြားဖို့အကြံပြုခဲ့ပါတယ်။သူရဲကောင်းရင်ကသူ့ရဲ့အဝိစာတစားကိုဆုပ်ဖြဲပြီးတော့လိမ့်စာကိုရေးပြီးပစ်ချလိုက်ပါတယ်။ဂိုင်းကြီးများကအဲ့ဒီအဝိစာအတွက်အပြင်းထန်တိုက်ခိုက်ကြပါတော့တယ်။ပထမဆုံးလူယူရရှိတဲ့သူကတိုင်းလောကမဟာမိတ်ခေါင်းဆောင်ဘွားတော်ကျင်းရံမှာဒါပေမဲ့ ဲ့ဒါကမီလီယံတစိ့ကိုဝတ်ထားတဲ့နေရာမျိုးပဲနဲ့သူတို့ကိုရည်ရွယ်ထားတဲ့ဆဲဆုပ်မှုများသာဖြစ်နေပါတယ်။ဘွားတော်ကျင်းရံကဒေါသတကြီးနဲ့လွှတ်ပြလိုက်ပါတယ်။ဂိုင်းကြီးခုနှစ်ဂိုင်းကတော့မတိပဲနဲ့ဆက်လက်ပြီးတော့လူယူဖို့တိုက်ခိုက်နေကြပါတယ်။ဒီအတော်အတွင်းသူရဲကောင်းရင်နဲ့ဇနီးတွေတို့ကပျက်စီးနေတယ်ဖျားချောင်းတစ်ခုမှပုံအောင်နေပါတယ်။ကလေးငယ်များရဲ့ငိုတန်ကဘွားတော်ကျင်းရံကိုသူတို့ထံဆွဲဆောင်လိုက်ပါတယ်။အပြင်းထန်တိုက်ခိုက်ပြီးတဲ့နောက်မှာသူရဲကောင်းရင်နဲ့ဇနီးကထွက်ပြေးရန်ပြင်ဆင်နေတဲ့အချိန်မှာစမ်းချေအဖိုးကိုရောက်ရှိလာပြီးတော့ချောင်းမြောင်းတိုက်ခိုက်ခြင်းကိုခံခဲ့ရပါတယ်။ ူရဲကောင်းရင်နဲ့ဇနီးတဲ့တို့ကမီလီယာတစ်စိတ်ကိုပေးဖို့ညှင်းဆန်တဲ့အတွက်ကြောင့်စမ်းကျဲအဖို့ကိုဂူကသူတို့ကိုတတ်ပြဖို့ဆုံးဖြတ်လိုက်ပါတယ်။ရုတ်တရက်ထူးဆန်းတဲ့အတန်တစ်ခုကြားလိုက်ရပြီးတော့တဲနဲ့ကြောက်ခဲများလေထဲမှာလွင့်ပြန်လာပါတယ်။အဲ့ဒါကတော့တိုင်းဆရာကြီးတရဲအိုကြီးယိုမင်းဖြစ်နေပါတယ်။လင်မယားနှစ်ဦးစလုံးခေါင်းမူးပြီးတော့လဲကျလို့နေပါဖြစ်သွားပါပြီ။အဲ့ဒါကတော့တိုင်းဆရာကြီးတရဲအိုကြီးယိုမင်းရဲ့အဆုံးစွန်ပညာဖြစ်တဲ့တရဲငိုတန်နဲ့တရဲတပ်ပဲဖြစ်ပါတယ်။သူကသူရဲကောင်းရှင်ရဲ့ကလေးငယ်တအူးကိုကယ်ဆယ်လိုက်ပါတယ်။ ဒါပေမဲ့သူရဲကောင်းရင်နဲ့ဇနီးတွေတို့မှာအမွာကလေးနှစ်ဦးရှိတာကိုတော့သူမသိပါဘူး။ကြံတဲ့ကလေးတဦးကိုဘွားတော်ချင်းရင်ကမွေးစားလိုက်ပါလေ။မိလျံတဲ့စိတ်ကဘယ်ကိုရောက်သွားရလဲဆိုတာဘယ်သူမှမသိတော့ပါဘူး။ဂိုင်းကြီးခုနှစ်ဂိုင်းကလည်းနေရအနှံ့မှာအဲ့ဒါကိုရှာဖွေနေကြပါလေ။ဆက်ရှင်နှစ်ကြာပြီးတဲ့နောက်မှာတရဲအိုကြီးယုံမင်မွေးစားထားတဲ့ကလေးငယ်ကအရွယ်ရောက်လာပါလေ။သူ့ရဲ့နာမည်ကရင်ထန်းချူဖြစ်ပါလေ။သူကတိုင်းပညာအစုံကိုတက်မြောက်ထားတဲ့အပြင်တရားမျှတမှုကိုလည်းအပြည့်အဝကိုင်ဆွဲတဲ့သူပါ။ ။ဒီနေ့မှာတော့တရဲအိုကြီးယိုမင်ကသူ့တပည့်ရင်ထန်းကျော်ကိုတောင်အောင်မှာရှိတဲ့လားကူကိုတွားရောက်ပြီးတော့မီလန်ရစိတ်ကိုပြန်ယူဖို့ညွှန်ကြားခဲ့ပါတယ်။အသက်ရှင်ရဲ့ပြန်လာနိုင်မှာကသူ့ရဲ့မူရင်းစာတီကိုပြောပြမယ်ဆိုပြီးတော့ကတိပေးခဲ့တာပါ။တစ်ချိန်တည်းမှာပဲလားကူအနီးမှာဖခင်နဲ့သမီးနှစ်ဦးနေထိုင်ကြပါတယ်။ဖခင်ကမွေမွေပြီးတော့အသက်မွေးပါတယ်။သမီးဖြစ်သူရှောင်းကျွမ်းကလှပပြီးတော့တက်ကြွပါတယ်။ဒီနေ့မှာတော့တခိုးတအုပ်ကသူ့တို့အိမ်ကိုဖောက်ထွင်းပြီးတော့ဝင်ရောက်လာပါတယ်။အချိန်မီမှာပဲ ရင်ထမ်းချိုက သူ့ရဲ့လျင်မြန်နဲ့ကျွမ်းကျင်မှုနဲ့အဲ့ဒီနှစ်ဦးကိုကယ်တင်ခဲ့ပါတယ်။ရှောင်းကျွမ်းကကျေးဇူးတင်တဲ့အနေနဲ့ရင်ထမ်းချိုကိုထမင်းစားဖို့ဖိတ်ခေါ်လိုပေမဲ့သူကလာကူကိုသွားဖို့အလှည့်လိုနေတဲ့အတွက်ကြောင့်ညှင်းပယ်လိုက်ပါတယ်။ဖခင်နဲ့သမီးဖြစ်သူကရင်ထမ်းချိုကိုအဲ့ဒီနေရာကအန်ဒီရဲ့အလိုများပြီးတော့သွားတဲ့သူတိုင်းပြန်လည်းမရှိတဲ့နေရာဖြစ်တာကြောင့်မသွားဖို့တိုက်တွန်းပါတယ်။ဒါပေမဲ့ရင်ထမ်းချိုကအဲ့ဒီနေရာမှာသူ့ဖခင်ရဲ့အမွေနဲ့ရှိနေတာကြောင့်မဖြစ်မနေသွားရမယ်ဆိုပြီးတော့ပြောပြခဲ့ပါတယ် မမျော်လင့်မဲ့နဲ့သူတို့ရဲ့စကားတွေကိုစမ်းကြဲဖို့ကိုရတပည့်ဖြစ်သူရှောင်းတွန်းကခိုးပြီးတော့နားထောင်နေပါတယ်သူလည်းလားကူကိုအလင်းစလို့ဥဆုံးရောက်သွားပါတယ်ဒါပေမဲ့လားကူတစ်ခုလုံးမှာထောင်ချောက်တွေနဲ့ပြည့်နေနေတာပါရင်တန်းချုပ်ပြောတယ်ဘဲပစ္စည်းကအဖိုးတယ်ရတာမှန်သူမသိတော့ပါဘူးရုတ်တရက်သူက ရေဒဂွန်အောက်မှာရွှေရောင်လင်းကိုမြင်လိုက်ရပါတယ်အဲ့ဒါကရေနာကူဝတ်ထားတဲ့နေရာဖြစ်လိမ့်မယ်ဆိုပြီးတော့သူကယူဆလိုက်ပါတယ်ရှောင်းတွန်းခုံဆင်းလိုက်ပြီးမြထောင်ချောက်ထဲကိုကြာသွားပါတယ်အချိန်မီပဲရင်တန်းချုပ်ရောက်လာပြီးတော့သူရဲ့ဓာတ်ထိန်ချုပ်ပညာနဲ့ကယ်တင်ခဲ့ပါတယ် ဒါအပြင်သူ့ရဲ့ကိုပိုင်ဆေးတွေကိုလည်းမျှဝေခဲ့ပါတယ်။အဲဒီဆေးကိုတောက်ပြီးတော့နိုင်ဝက်အတွင်အတွင်းအားကိုလေပတ်ပေးပါကပြန်လည်ကောင်းမွန်လာမှာဖြစ်ပါတယ်။ရင်တန်းချိုရဲ့ကျေးဇူးကိုပြန်ဆက်ဖို့အတွက်ရှောင်းတွန်းကရေရနာကရေကုံအောက်မှာရှိနိုင်တော်လဲတတိထားဖို့လူကြောင့်ပြောကြခဲ့ပါတယ်။ရင်တန်းချိုရဲ့ကိုဖော့ပညာကအလွန်ကိုကောင်းမွန်ပါတယ်။သူကရေကုံကိုဖျက်ချော်ပြီးတော့လျှို့ဝှက်ခန်းထဲကိုဝင်ရောက်သွားပါတယ်။အဲဒီနေရာကရှုပ်ထွေးပြီးတော့တေးစိနိုင်တဲ့ထောင်ချောင်များပြည့်နေနေပါတယ်။အပြင်ဘက်ကထောင်ချောက်တွေကအစမ်းသဘောသာရှိပါတယ်။ ဒါပေမဲ့ရင်ထန်းချူကဆရာဖြစ်သူရဲ့လမ်းညွှန်မှုနဲ့အစိမ့်မြင့်တိုင်းပညာများရှိနေပါတယ်။အဲဒါကြောင့်ဒီအရာတွေကရင်ထန်းချူတို့ကတော့လေ့ကျင့်ခန်းတစ်မျိုးသာဖြစ်နေပါတယ်။ကြီးမားတဲ့အခက်ခဲများကိုကျော်လွန်ပြီးတဲ့နောက်မှာရင်ထန်းချူကမီလီယံတစ်စိမ့်နဲ့တိုင်းပညာကျမ်းကိုအောင်မြင်စွာရရှိခဲ့ပါတယ်။နောက်ထပ်ပညာတွေမဖြစ်စေဖို့အတွက်သူကမီလီယံတစ်စိမ့်ကိုရရှိကြောင်လှည့်ဝတ်ထားခဲ့ပါတယ်။အဲ့နော်ရှောင်းတွန်းနဲ့အတူတူထွက်ခွာလာခဲ့ပါတယ်။ရှောင်းတွန်းကရှောင်းကျွမ်းရဲ့အိမ်ရဲ့နီးနားကိုဖျက်သွားစင်ပါပဲအိမ်ကပျက်စီးနေတာကိုတွေ့လိုက်ပါတယ်။ ရှောင်ကျွန်းရဲ့ဖခင်ကတေလူနီးပါးဖြစ်နေပြီးတော့သူတို့နှစ်ဦးကိုအကူအညီတောင်းခံပါတယ်။ရှောင်ကျွန်းကိုယမန်နေ့ကတခိုးများကပြန်ပြီးဆွဲသွားခြင်းဖြစ်ပါတယ်။အဲ့ဒီတခိုးတွေကနာမည်ဆိုးနဲ့ကြော်ကြတဲ့သွေးဆုပ်ကိုင်းဖြစ်တယ်ဆိုပြီးတော့ရှောင်တွန်းကပြောပြခဲ့ပါတယ်။ဒါကြောင့်အဲ့ဒီသူရဲကောင်းလူငယ်နှစ်ဦးကရှောင်ကျွန်းကိုကယ်တင်ဖို့အတွက်ဂိုင်းကောင်းဆောင်လင်ဝေရှန်းကိုတိုက်ခိုက်ဖို့သွေးဆုပ်ကိုင်းကိုအလျင်မြန်မဲသွားခဲ့ပါတယ်။လင်ဝေရှန်းရဲ့နီလန်းတွေကအလွန်ဆိုးရွားပြီးတော့ထူးဆန်းပါတယ်။သူကပကြီကားတဲ့ကလှုပ်ကြံတက်ဖြတ်သူနှစ်ဦးတဦးကယင်တဦးက ရန်ကိုခေါ်ထုတ်လိုက်ပါတယ်။ရင်တန်းချုံနဲ့ရှောင်းထွန်းတို့ကတအူးစီရှင်ပြန်တိုက်ခိုက်ကြပါတယ်။တိုက်ခိုက်မှုအနည်းငယ်အကြာမှာလုံးကြံတက်ဖြတ်သူနှစ်ဦးစလုံးအနိုင်ယူခြင်းခံလိုက်ရပါတယ်။လင်ဝေရှမ်းရဲ့တိုင်းပညာကလည်းအစ်မမြင်ပါဘူး။သူ့မနိုင်တော့တာကိုမြင်တဲ့အခါမှာတော့လူသက်သမားအလောင်းကောင်ကိုအသက်သွင်းလိုက်ပါတယ်။၎င်းကတော့အခွန်တစ်ခုအတွင်းရှိတကူလုံးအမဲရောင်ရှိတဲ့ဖုတ်ကောင်တစ်ကောင်မှာမမျော်လင့်မဲနဲ့အသက်ပြန်ဝင်လာတဲ့ဖုတ်ကောင်ကအင်္ဂလိပ်စကားနဲ့ no no ဆိုပြီးတော့စတင်ပြောပါတော့တယ်။ သူကတစ်ချက်တည်းနဲ့လင်ဝေရှမ်းကိုတက်ပစ်လိုက်ပြီးတဲ့နောက်မှာရင်ထန်းချုံနဲ့ရှောင်းတွုံးဘက်ကိုလှည့်လိုက်ပါတယ်။အမှန်တိုင်းပြောရရင်နော်သူ့ရဲ့ပုံတံတန်းနဲ့အပြုတ်မှုကဖုတ်ကောင်နဲ့လုံးဝမတူဘဲနဲ့အတူမရှိတဲ့တိုင်းဆရာတဦးနဲ့တူပြီးဘယ်လက်နဲ့နဲ့မှမထိခိုက်နိုင်ပါဘူး။ရင်ထန်းချုံနဲ့ရှောင်းတွုံးတို့ပူပေါင်းပြီးတိုက်ခိုက်ပေမယ့်သူ့နဲ့ရှင်နိုင်ရင်တော့မရှိပါဘူး။စိတ်အားငယ်နေတဲ့အခြေအနေမှာရင်ထမ်းချိုကသူ့ရဲ့လွယ်ထဲကနေမီလီယံတစ်စိတ်ကိုအသုံးပြုလိုက်ပါတယ်။ဒီအရာကတော်တော်ကိုအစွမ်းထက်တာပါ။မီလီယံတစ်စိတ်ကမျက်စိကျိန်းလောက်အောင် မြင်ကွင်းတစ်ခုကိုဖန်တီးလိုက်ပါတယ်။ ခဏကြာမှာတော့ဖောက်ကောင်ကမီလီယံတစ်စိမ့်နဲ့အထိုးခံရပြီးတော့လှုပ်ရှားမှုရပ်တန့်သွားပါတယ်။အဲ့ဒီအချိန်မှာရှောင်းထွန်းကဒီအရာကသူ့ဆရာစမ်းကျက်အဖိုးကူကအလွန်လိုချင်နေတဲ့မီလီယံတစ်စိမ့်ဖြစ်တာကိုမသိသေးပါဘူး။အဲ့ဒီနောက်ရင်ထန်းချိုကရှောင်းကျွန်းရဲ့ဖခင်ဇာပနာကိုကူညီပြီးလှုပ်ဆောင်ပေးပါတယ်။ရှောင်းကျွန်းကတဦးတည်းအားကိုးရမယ်ဖြစ်နေတာကိုမြင်တဲ့အခါမှာရင်ထန်းချိုကသူ့မကိုတောင်ပေါ်ကိုခေါ်ဆောင်ပြီးတော့အတူနေထိုင်ဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ တောင်ဆောင်တစ်ခုကိုဖြတ်သွားတဲ့အချိန်မှာတိုက်ခိုက်တဲ့အကြောင်းသူတို့နှစ်ယောက်ကစိတ်ဝင်စားသွားကြပါတယ်။ရွှေမွေကောင်လေးလို့ခေါ်တဲ့ဟွာဆန်းမှသူရဲကောင်းလူငယ်တအူးနဲ့မိန်းကလေး၃ယောက်ဗိုင်းပညာရှင်ရှင်ပြိုင်နေကြတာပါ။အနက်ရောင်ဝေယောက်ျားလေးအတွင်ဖန်ဆီးထားတဲ့မိန်းကလေးကရွှေမွေကောင်လေးဖြစ်ပါတယ်။ကျန်တဲ့မိန်းကလေး၃ဦးကဘွားတော်ကျင်းရံရဲ့တပည့်များဖြစ်ကြပါတယ်။မိန်းကလေး၃ဦးရှုံးနေတော့မှာကိုမြင်တဲ့အခါမှာရွှေမွေကောင်လေးကအစိတ်ပြင်းတဲ့မွေတကောင်ကိုထုတ်လွှတ်လိုက်ပါတယ်။အန်ဒီရီကြားတဲ့ကပဲရင်ထမ်းချိုကအဲ့ဒီမွေကိုနှစ်ပိုင်းပိုင်းလိုက်နိုင်ပါတယ်။ ရှောင်းကျွမ်းကရွှေမွေကောင်လေးကိုကြောက်လန့်စီဖို့အတွက်မီလီယံတစ်စိတ်ကိုထုတ်လိုက်ပြီးမှရင်ထန်းချိုကတားမြစ်လိုက်ပါတယ်ရွှေမွေကောင်လေးကဆက်မတိုက်ခိုက်လို့တော့ပဲနဲ့ထွက်ပြေးသွားပါပြီနောက်ပိုင်းမှာရှောင်းကျွမ်းကမွေရဲ့သဲကြီးကိုတွားယူတဲ့နေရာမှာထူဆန်းပြီးတော့မတိရသေးတဲ့လျက်စီးစွမ်းရင်တစ်ခုကြောင့်မတော်တဆမိမျောသွားပါတယ်ဒန်ဖုန်းလို့ခေါ်တဲ့မိန်းကလေးတဦးကကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ရှောင်းကျွမ်းကိုတမားတော်ကိုပြသနိုင်ဖို့အတွက်မြို့ရဲကိုလိုက်ပို့ပေးမယ်ဆိုပြီးကမ်းလှမ်းလိုက်ပါတယ်တဲခိုကန်ကိုရောက်တဲ့အခါမှာရှောင်းကျွမ်းဘေးကွင်းနာကိုမြင်တဲ့အခါမှာတော့ဒန်ဖုန်းကထွက်ခွာသွားပါတော့တယ် ဒါပေမဲ့အပြင်ကိုထွက်လိုက်တာနဲ့ရန်ရှာဖို့ရောက်လာတဲ့ရွှေမွေကောင်လေးနဲ့တွေ့ဆုံခဲ့ပါတယ်။သူတို့နှစ်ဦးတိုက်ခိုက်ကြပါတယ်။ရင်ထန်းချုပ်ကလည်းအပြင်ကိုပြေးထွက်လာပြီးတော့ဒန်ဖုန်းကိုကူညီပါတယ်။မမျှော်လင့်ဘဲနဲ့အခင်းဖြစ်ပွားရာကိုရောက်ရှိလာတဲ့ဘွားတော်ချင်းရင်ကသူတို့ကိုအထင်လွဲသွားပါတယ်။ဘွားတော်ချင်းရင်ကရှောင်ဖူနဲ့ပတ်သက်တဲ့ကိစ္စကြောင့်နာကြီးနေစေဖြစ်ပြီးတော့သူမရဲ့တပည့်တွေကအမျိုးသားများနဲ့ပေါင်းတင်ချင်းကိုတားမြစ်ထားတဲ့ဂိုင်းစီကန်းကိုချမှတ်ထားခြင်းဖြစ်ပါတယ်။ဒန်ဖုန်းကရှင်းပြဖို့ကြိုးစားပေမဲ့ဘွားတော်ချင်းရင်ကမယုံကြည်ဘဲနဲ့ရင်ထန်းချုပ်ကိုတိုက်ခိုက်လိုက်ပါတယ်။အဲ့ဒီအချိန်မှာ ရင်ထမ်းချိုကဘွားတော်ကြီးရင်ကသူ့ရဲ့ရန်သူဖြစ်ကြောင်းမသိသေးပါဘူး။အပြင်းထန်တိုက်ခိုက်ပြီးတဲ့နောက်မှာရင်ထမ်းချိုကသူ့ရဲ့ဆရာရဲ့နီးစနစ်ဖြစ်တဲ့တရဲငိုတန်နဲ့တရဲထက်ကိုအုံပြုခဲ့ပါတယ်။ခနာတာများတဲလုံးနေနဲ့ကြောက်လုံးနေကနေရာအနှံ့မှာပြန်တန်းသွားပါတယ်။ဒါပေမဲ့ဘွားတော်ကြီးရင်ကနားလေသွားပါပြီ။ဒီလူငယ်ကတရဲအိုကြီးယိုမင်ရဲ့တပည့်ဖြစ်နိုင်ခြင်းများနေပါတယ်။ဒါပေမဲ့နှစ်များတလျှောက်သူမကမှောင်မိုက်တဲ့ကွန်ဖူကိုတန့်ပြန်ဖို့နီလန်းကိုတီထွင်ထားခဲ့ပါဗျ။ နောက်ထပ်တိုင်းခွက်အနေငယ်ချပြီးတဲ့နောက်မှာရင်ထန်းချိုအသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေကိုရောက်သွားပါတယ်။ရှောင်းကျွမ်းကဂျားဝင်မိုးရှေ့ကိုတက်လာပေးပါတယ်။မမျော်လင့်မဲနဲ့သူမကသူမရဲ့လက်ညှိုးကိုပေါပပပထိုးလိုက်တဲ့ခါမှာတော့ဘွားတော်ကျင်းရင်ကလွန့်ထွက်သွားပါတယ်။ဒါခတော်တော်ကိုအစွမ်းထက်တာပါ။ရှောင်းကျွမ်းကိုယ်တိုင်လည်းအံ့အားတင်သွားပါတယ်။ဘွားတော်ကျင်းရင်ကိုကြောက်လန့်စီဖို့အတွက်ရှောင်းကျွမ်းကသူမကတရေအိုကြီးယုံမင်းရဲ့တပည့်ဖြစ်ကြောင်းကြွေးကြော်လိုက်ပြီးတော့သူမမတုံးရသေးတဲ့အစိုးဆုံးပညာတွေများစွာရှိကြောင်းကိုလည်းပြောပြခဲ့ပါတယ်။ ဒီစကားကိုကြားတဲ့အခါမှာဘွားတော်ကျင်းရင်ကစုပ်ခွာရန်ကနေတပါးတခြားရွေးချယ်စရာမရှိတော့ပါဘူးရင်တန်းချိုကမီလီယံတစိ့ကို ပြန်လဲရယူမှာမကမိန်းကလေးတူကိုပါ ခေါ်ဆောင်လာခဲ့ပါတယ်သူ့ရဲ့ဆရာဖြစ်တဲ့တရဲအိုကြီးယိုမင်ကအလွန်နှစ်သက်ခဲ့ပါတယ်အဲ့နောက်မှာ သူက ရင်တန်းချိုရဲ့မူလဇာတိကိုထုတ်ဖော်ခဲ့ပါတယ်သူ့မိဘများကိုထိခိုက်နစ်နာစေခဲ့သူနှစ်ဦးကဘွားတော်ကျင်းရင်နဲ့စမ်းချယ်အဖိုးကိုဂူဖြစ်ပါတယ်ရင်တန်းချိုကဘွားတော်ကျင်းရင်နဲ့တိုက်ခိုက်ခဲ့ကြောင်းသူမရဲ့တိုင်းပညာကအလွန်ကို ကြံတန်းပြီးတော့သူ့ရဲ့ဓာတ်ထုပ်ပညာနဲ့တယန်းကိုတန်းကိုချိုးပြနိုင်ခဲ့ကြောင်းပြောပြခဲ့ပါတယ်။သူကရှောင်းကျွမ်းရဲ့လက်ညှိုးကြောင့်သာလွတ်မြောက်ခဲ့ရတယ်ဆိုပြီးပြောခဲ့ပါတယ်။ဆရာကရှောင်းကျွမ်းရဲ့လက်ညှိုးကိုစစ်ဆေးပြီးတော့ရှားပါးလာတဲ့အရေးချင်းဆိုပြီးတော့အံဩချီးကျူးခဲ့ပါတယ်။ရှောင်းကျွမ်းကမျက်နာနီမွေပရင်ရဲ့သွေးကိုမတော်တဆဆုပ်ယူခဲ့မိခြင်းဖြစ်ကြောင်းသိခဲ့ရပါတယ်။သူမရဲ့လက်ကတာမန်မဟုတ်တော့ဘဲနဲ့အံမခန်းပွဲအတွင်းအားကိုပိုင်ဆိုင်နေတာပါ။ဒီအချက်ကြောင့်ဆရာကရှောင်းကျွမ်းကိုပါတပည့်အဖြစ်လက်ခံဖို့ဆုံးဖြတ်ခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲဆရာကရင်ထန်းချိုကိုမီလီယံတစ်စိတ်ရဲ့ကျန်းစာအုပ်ကတိုင်းပညာကိုပါတင်ကြားပေးတာပါ။ ဒေတော့တွင်ဘွားတော်ကျင်းရံကစမ်းကြဲဖိုးအကူကိုရှာတွေ့ပြီးတော့တရဲအိုကြီးယိုမင်းရဲ့တပည့်ဖြစ်တဲ့ရင်တန်းချိုတိုင်းတော့ကကိုရောက်ရှိလာပြီဖြစ်ကြောင်းပြောပြခဲ့ပါတယ်။တိုက်ခတ်ရံအတွက်သူတို့နှစ်ဦးကသူတို့ရဲ့ပေါင်းဆက်တိုင်းပညာကိုလေ့ကျင့်ခဲ့ကြပါတယ်။ပြရောက်ပြီးတဲ့နောက်မှာဘွားတော်ကျင်းရံကသူမရဲ့တပည့်ဖြစ်တဲ့ဒန်ဖုန်းကိုတီးတန်းခေါ်ယူပြီးတော့ကောင်းမွန်တဲ့ပစ္စည်းတစ်ခုဖြစ်တဲ့မီလန်ဒစိတ်ကိုပေးခဲ့ပါတယ်။အဲ့ဒီချိန်ကျမှသာမီလန်ဒစိတ်ကရင်ထဲရံဆိုပြီးတော့အပိုင်းနှစ်ပိုင်းခွဲခြားထားကြောင်းသူတို့နားလည်ခဲ့ပါတယ်။ဘွားတော်ကျင်းရံက ဲ့နှစ်တလျှောက်လုံးသူရဲကောင်းရှင်ရဲ့တမီးဖြစ်သူဒန်ဖုန်းကိုမွေးစားခဲ့ပြီးတော့သူမရဲ့အဝတ်အစားကနေပြီးတော့ယင်မီလီယံတစ်စိမ့်ရဲ့မြေပုံကိုရရှိခဲ့တာပါယင်တန်းချိုရဲ့လက်ထဲမှာရှိတဲ့တစ်စိမ့်ကတော့ယင်မီလီယံတစ်စိမ့်ဖြစ်နေမယ်ဆိုပြီးတော့ခံမှန်းရပါတယ်ဘွားတော်ချင်းရင်ကဒန်ဖုန်းရဲ့အတိတ်ဘဝနဲ့ပတ်သက်ပြီးတော့ဇလန်းကိုဖန်တီးပြီးသူမကိုအုံချခဲ့တာပါအဓိကအချက်ကတော့တရဲအိုကြီးယုံမင်းကဗီလိန်ကြီးဖြစ်ပြီးတော့ကျင်းရင်ကလူကောင်းဖြစ်တယ်ဆိုပြီးတော့ပါနောက်ဆုံးမှာတော့လက်စားချေဖို့အတွက်အကြောင်းပြချက်ကိုအသုံးပြုပြီးတော့ဒန်ဖုန်းကိုမီလီယံတစ်စိမ့်ကတိုင်းပညာတွေကိုတင် जा ပေးခဲ့ပါတယ် ။ဒါကြောင့်မောင်နှမနှစ်ယောက်ဖြစ်တဲ့ရင်ထန်းချုံနဲ့တန်ဖုံတို့ကရင်နဲ့ရံမီလီယံပညာများကိုတီးကြားစီစပြီးတော့အလေးချိန်ကြပါတော့တယ်။ဘွားတော်ချင်းရင်ကမီလီယံတစ်စိမ့်တစ်ခုကိုလျှို့ဝှက်သိမ်းဆည်းထားကြောင်းသတင်းပေါက်ကြားသွားပါတယ်။စမ်းကြဲဖိုးကူကဂိုင်းကြီးခုနှစ်ခိုင်းကိုအုံပြူပြီးတော့ဘွားတော်ချင်းရင်ကိုတားဆီးပြီးသူကဒန်ဖုံးလက်ထဲကမီလီယံတစ်စိမ့်ကိုလွယ်ကူစွာပဲလူယူလိုက်နိုင်ပါတယ်။ဘွားတော်ချင်းရင်ကသူ့နောက်ကိုလိုက်ခဲ့ပါတယ်။စမ်းကြဲဖိုးကူကသူ့မကမီလီယံတစ်စိမ့်ကိုတင်ထားဖို့ကြိုးစားတယ်ဆိုပြီးတော့ဆွဆွဲခဲ့တာပါ။ ဘွားတော်ကြီးရင်ကကလေးကိုမွေးစားစဉ်မှာအဝတ်အစားထဲမှာရှိတဲ့ဒစိမ့်ရဲ့လျှို့ဝှက်မြေပုံကိုတွေ့ခဲ့ရတယ်ဆိုပြီးပြောပြခဲ့ပါတယ်။အမှန်မှာမီးလံဒစိမ့်ကနှစ်ခုရှိပြီးတော့ရင်ထဲရန်ဖြစ်ပါတယ်။ကြံတစ်ခုကရင်ထမ်းချိုရဲ့လက်ထဲမှာရှိနေပါတယ်။သူမကဒန်ဖုန်းကိုလေးချိန်ပေးခြင်းမှာရင်ထမ်းချိုကိုဖယ်ရှားပြစ်ရန်သူမကိုအတုံးချလိုရဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။မမျှော်လင့်မဲနဲ့သူတို့နှစ်ဦးရဲ့စကားဝိုင်းကိုရွှေမွေကောင်လေးကကြားဖြတ်ပြီးနားထောင်ခဲ့မိပါတယ်။အဲ့ဒီချိန်ဂိုင်းကြီးခုနှစ်ခန်းရောက်လာပါတယ်။ရက်ဆက်ကြံကြုတ်တဲ့စမ်းချဲ့အဖိုးကူက ဂိုင်းကြီးခုနှစ်ဂိုင်းလုံးကိုဖယ်ရှားပြစ်လိုက်ပါတော့တယ်သူရဲ့ခံညားပြီးတော့အလွန်ဆွမ်းထက်တဲ့အင်အားကိုမြင်တဲ့အခါမှာဘွားတော်ကျင်းရင်ကမိမိကိုယ်တိုင်ရဲ့ခွန်အားကိုမယုံကြည်တော့ပါဘူး။သူတို့နှစ်ဦးအချင်းချင်းပြန်လဲတင်းမြတ်ပြီးတော့ရင်တန်းချိုရဲ့လက်ထက်ကရန်မီလျံတစ်စိတ်ကိုခိုးယူဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့နောက်တယောက်လျင်တစ်ခုစီရရှိမိဖြစ်ပြီးတော့အငင်းပွားစရာမရှိတော့ပါဘူး။ဘွားတော်ကျင်းရင်ကရှောင်းကျွမ်းကိုလှည့်ပြဖို့အတွက်ဒန်ဖုန်းကိုတနာစရာအဖြစ်ဟန်ဆောင်ခိုင်းပါတယ်။ဘာကြောင့်လဲဆိုတော့ရှောင်းကျွမ်းရဲ့လက်ညှိုးတစ်ချောင်းတိုင်းပညာကအလွန်ကိုအဆန်းထွက်တဲ့အတွက်ကြောင့်မလို့ပါ။ဒါပေမဲ့ဒန်ဖုန်းကအဲ့လိုမလုပ်ဝင်ပါဘူး။ ရှောင်ကျွမ်းကိုဖမ်းဆီးသူကစမ်းကြေဖို့ဖြစ်ပါတယ်။အဲ့နောက်သူကရင်ထန်းချိုကိုရန်မီလီယံတစ်စိတ်ကိုအပ်ဖို့တောင်းဆိုခဲ့ပါတယ်။အချိန်မီမှာပဲဆရာဖြစ်သူတရေအိုကြီးယိုမင်ရောက်လာပါတယ်။ရင်ထဲရန်မီလီယံတစ်စိတ်များအချင်းချင်းတွဲဆောင်ကြပါတော့တယ်။တရေအိုကြီးယိုမင်ကဒန်ဖုန်းကိုဒီတစ်စိတ်ကိုဘလို့ရခဲ့ကြောင်းမေးမြန်းခဲ့ပါတယ်။ဒန်ဖုန်းဖြီတော်မဲ့အချိန်မှာပဲဘွားတော်ချင်းရင်ကတားဆီးခဲ့ပါတယ်။အဲ့နောက်တရေအိုကြီးယိုမင်ကဘွားတော်ချင်းရင်ကိုဒန်ဖုန်းကသူရဲကောင်းရင်ရဲ့တမီဟုတ်မဟုတ်မေးမြန်းခဲ့ပါတယ်။ဘွားတော်ချင်းရင်ကလည်းညှင်းဆိုခဲ့ပါတယ်။ရှောင်းတွန်းက ရှင်းပြဖို့ကြိုးစားပေမယ့်ပါရိုက်ခံခဲ့ရပါတယ်။တရဲအိုကြီးယိုမင်ကဒန်ဖုန်းကိုသူမနဲ့ရင်ထမ်းချိုကမောင်နှမများဖြစ်ကြောင်းနဲ့စမ်းကြဲအဖိုးအကူနဲ့ဘွားတော်ကြည်ရင်တို့ကသာအမှန်တကယ်ဗီလိန်များဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။ရင်ထမ်းချိုကလည်းဒန်ဖုန်းအားအလှဆလုံးမလုပ်ဖို့တိုက်တွန်းပါတယ်။ဒန်ဖုန်းကတဝက်ယုံပြီးတော့တဝက်ကတော့တန်တရားဖြစ်နေတာပါ။ဘွားတော်ကြည်ရင်က၎င်းတို့ကိုအတုံးမကျလို့တွေးပြီးတော့အလွန်တော်သွားထွက်ခဲ့ပါတယ်။သူမကစမ်းကြဲအဖိုးအကူနဲ့ပူးပေါင်းပြီးတော့အားရင်နဲ့စိတ်ဓာတ်ပေါင်းဆက်ပညာကိုအသုံးပြုခဲ့ပါတယ်။ဒီပညာကအမှန်တကယ်ကိုစွမ်းထက်တာပါ။ တရဲဟိုကြီးယူမင်းနဲ့သူ့ရဲ့တပည့်တွေကတစ်ချိန်တည်းမှာပဲတရဲငိုရန်ကိုအတုံးပြုခဲ့ပေမဲ့အားနည်းချက်တွေရှိနေခဲ့ပါတယ်။စိတ်အားငယ်တယ်၊လှုပ်ရှားမှုနဲ့သူတို့ကလျှို့ဝှက်ခံတဲ့ကိုစုခွာခဲ့ရပါတယ်။ဆရာကတော့တရားရခဲ့ပါပြီ။သူကပေါင်းဆက်တိုင်းပညာနဲ့ရှင်ပြိုင်နိုင်တော့မှမဟုတ်ကြောင်းသိပါတယ်။ရှင်နဲ့ရန်မီလီယံတစ်စိတ်များကိုပေါင်းဆက်ချင်းဖြစ်တာအနံ့ရမှာဖြစ်ပါတယ်။ဒါပေမဲ့ဒန်ဖုန်းကမယုံကြည်ခဲ့ပါဘူး။ဒီတော့တွင်ဒန်ဖုန်းကိုသူမရဲ့ခိုင်းကနေနှင်ထုတ်ချင်းခံရပါတယ်။သွားစရာမရှိတဲ့အခါမှာရွှေမွေကောင်လေးကသူမကြားခဲ့ရတဲ့အမှန်တရားကိုစေတနာဝန်ထမ်းလုပ်ပြီးပြောပြခဲ့ပါတယ်။ အမှန်မှာတော့ဒန်ဖုန်းကလည်းတန်တရားဝင်နေပြီးသားပါအခုတော့သူမကယုံကြည်သွားပါပြီရွှေမွေကောင်လေးရဲ့အကူအညီနဲ့ဒန်ဖုန်းကလေးချင်ရေခမ်းတဲ့ကိုအလျင်အမြန်ဝင်ပြီးတော့မီလန်တစိ့ကိုခိုးယူခဲ့ပါတယ်ဘွားတော်ကျင်းရင်ကအပြင်ထွက်နေတဲ့အတွက်ကြောင့်လွယ်ကူခဲ့ပါတယ်သူမကစမ်းကျက်ဖိုးအကူရဲ့ပေါင်းဆက်တိုင်းပညာကိုလေ့ကျင့်နေခြင်းဖြစ်ပါတယ်မကြခင်ပါပဲဒန်ဖုန်းကမီလန်တစိ့ကိုကင်ဆောင်ပြီးတော့သူမရဲ့အကူရင်တန်းချုပ်စီကိုရောက်လာပါတယ်မောင်နှမနှစ်ဦးနောက်ဆုံးမှာတော့ပြန်လည်ဆုံစည်းခဲ့ကြပါပြီရင်နဲ့ရမီလန်တစိ့တွေကိုဘယ်လိုပေါင်းဆက်ရမလဲဆိုတာကတော့အနှဲငယ်သာလေ့ကျင့်ရန်လိုတော့ပါတယ် ုံးရကြပြီးတဲ့နောက်ပြိုင်ဘက်နှစ်ဖက်ကနောက်ဆုံးဆုံးဖြတ်တိုက်ပွဲများအတွက်တွေ့ဆုံကြပါပြီပထမဦးစွာမျက်စိချင်းစရာတိုက်ခိုက်မှုများစွာအပြီးမှာတော့ဘွားတော်ကျင်းရနဲ့စမ်းကျဲဖို့ကူတို့ရဲ့နောက်ဆုံးလှူရှာမှုကအားအင်းနဲ့စိတ်သက်ပေါင်းဆက်ခြင်းတိုင်းပညာပဲဖြစ်ပါတော့တယ်ဒီတိုင်းပညာကအမှန်တကယ်ကိုအလွန်ဆွမ်းထက်ပါတယ်အရေးပေါ်အခြေအနေမှာရှောင်းကျွန်းကကူညီဖို့ရှိတက်လာခဲ့ပါတယ်မမျှော်လင့်မဲနဲ့စမ်းကျဲဖို့ကူကသူ့ရဲ့တပည့်ဖြစ်တဲ့ရှောင်းတွန်းကိုအကာအကွယ်ဖြစ်ဆွဲကင်လိုက်ပါတယ်ရှောင်းတွန်းမှာပြင်းမရှိပါဘူးအဲ့ဒါကြောင့်ရှောင်းကျွန်းကတော့တိုက်ခိုက်နိုင်ခြင်းမရှိတော့ပါဘူး အဲ့ဒီအချိန်မှာရင်ထမ်းချုံနဲ့ဒန်ဖုန်းတို့ကရင်ထဲရံမီလန်တစ်စိမ်များကိုအသုံးပြုကြပါတယ်အဲ့ဒါအပြင်ရှောင်းကျွမ်းရဲ့လက်ညှိုးတစ်ချောင်းတိုင်းမြညာကိုထပ်ပေါင်းလိုက်တဲ့ခါမှာတော့ဘွားတော်ကျင်းရဲ့နဲ့စမ်းကျဲအဖိုးကိုကူတို့ရဲ့အားရင်နဲ့စိတ်သက်ပေါင်းဆက်ပညာကိုအောင်မြင်စွာချိုးဖျက်နိုင်ခဲ့ပါတယ်။သူတို့ကမိဘများအတွက်လက်စားချေနိုင်ခဲ့ပြီးတိုင်းလောကရဲ့ဘေးဆိုးကြီးနှစ်ခုကိုလည်းဖယ်ရှားပေးနိုင်ခဲ့ပါတယ်။ဟုတ်ကဲ့ဒီလိုမျိုးဇာတ်လမ်းကောင်းလေးတွေကိုဇက်တိုက်တင်ဆက်ပေးမှာမို့ကျွန်တော်တို့ channel ကိုလည်း like and subscribe လေးလုပ်သွားခဲ့ပေးပါအောင်ခင်ဗျာ။